အဲ့ဒီအချိန်မှာတော့တုပ်ဘောတယောက်ကထမ်းမြင့်နဲ့တူပါလာတဲ့ထန်းစီတွေကိုကြွားပြီးစားနေရောလားငပိန်ရမြင်တော့ဟဲ့တုပ်ဘောမင်းကိုထမ်းမြင့်ထုခိုင်းမှုခေါ်လာနော်ထန်းစီစားဖို့မဟုတ်ဘူးတရတော်ဖို့ထုတရအယောင်တက်ကကွက်ပြစ်မှာစောင်းမျက်နှာပေါ်တည်ပြီးအိပ်ပျော်နေရောလားအဲ့ဒီအချိန်အင်ရှိကနေခေါင်းရဲ့အသေးအော်တန်ကိုကြားပြီးတော့နိုးလာတော့လေ ။မုတ်တီတုတ်၊ခောက်ဆွဲတုတ်၊ကြာစံကျော်တူဘူးတုတ်တွေရမယ်နော်။ကိုထူလည်းစားကျင်တော်တာနဲ့အိမ်မော်တက်ကသူ့အမေကိုလှမ်းအော်တာ။အမေ၊တောင်မုတ်တီတုတ်စားကျင်လို့ဗျ။ဖိုတူအမီကအိမ်မောကနေဆင်းလာပြီ။စားချိန်ခေါ်လိုက်လေ။ဗမာလေးတေရ။ဖိုတူအမီလည်းပြောပြီးတော့အပေါ်ကိုပြန်ထက်သွားတော့လေ။ဒလုံနဲ့ဈေးတဲ့လေဖိုတူတို့အိမ်သားကိုရောက်လာတာ။မုတ်တီတော့ ခေါဆွဲတော့ကြာစံကျော်တူဘူးတော့တွေရမယ်နော်အတော့လာပါအောင်ဗျဘာစားမှလဲတာဘာတော့ပြရမလဲဟိုဟာမော်ဒီတော့ရာသေးရမလားဗျအင်းရရလေဒါရဲ့မော်ဒီတော့စားမှလားခဏနေတော့ဖိုတူလည်းစားတာပြီးသွားပြီအသိနဲ့ဖိုတူရဲ့အိမ်ကနေထွက်သွားတော့လားဖိုတူလည်းစောင်းကိုမျက်နှာမှာပုံတော့ပြဲနေတော့လေခဏကြာမှတော့သူတို့ရင်ရှိကနေ ိုတင်ရွှေရဲ့သူတွေကအုံလိုက်ကြီးဖြစ်သွားပြီ။ပုံနေကအဲ့နေတဲ့ဖိုတူနှကောင်းကြီးရောက်လာပြီ။ဖိုတူလည်းအဲ့ဟာနေနိုးလာတော့တာ။မလီဖုန်နေပါလားတလန်းလုံးနေဖုန်နေကြီးပဲ။ဒါလို့နေဖိုတူလည်းအိမ်များတော့တာနေစိတ်မကြည်ဘူး။စပိုက်တာမန်အုတ်တက်ကိုစောင်းလို့ရွာလေးကိုထွက်လာခဲ့တော့တယ်။ဒါလို့နေတုပ်ပေါ်ရင်သာရောက်မှာတော့အိမ်ရှိမှငုတ်တုတ်ကြီးထွက်တိုင်းနေတဲ့တုပ်ပေါ်ကိုတွေ့လိုက်ရှာတယ်။ ဖိုးတူကစိတ်မှမကြည်ရတဲ့တင်ဒီကောင်ကငုတ်တုတ်ကြီးထိုင်းနေမြင်ဒလုံနဲ့ဖိုးတူလည်းတူဘောနောက်ကိုသွားလိုက်တော့ရင်ဟဲ့တူဘောအင်းရှိမှဘာထွက်လို့နေရလဲကွာငါစဉ်းစားနေတာဖိုးတူလည်းတူဘောထိုင်နေတယ်လို့စောက်ကြောင်ဝင်ထိုင်လိုက်တယ်မင်းကဘာရီမြစဉ်းစားနေရလဲကွာတော်တော်လေးနဲ့တေးကွာအဲ့ဒီဖြေမြိုင်ငါအိမ်ထဲဝင်လို့ဆုံးမြတ်ထားတယ်အမကြီးကြီးကျယ်ကျယ်ပေါ့ဘာများလဲပြောစမ်းမ ဟိုဒလို့လေးကွာမြက်ခုံးမပေါက်တဲ့အမွေးကိုကြာမြက်ခုံးမွေးတဲ့နှာခေါင်းမပေါက်တဲ့အမွေးကြာနှာခေါင်းမွေးတဲ့ဟုတ်တယ်နော်အေးလေဟုတ်တာပဲအေးဟိုဂျိုင်းမပေါက်ရင်ဂျိုင်းမွေးနော်ဒါမဲ့မေးစီမပေါက်တဲ့အမွေးကြာမေးစီဝင်မှုပဲနဲ့ဘာလို့မုတ်စိန်ဝင်ဖြစ်ရလဲပေါက်ပေါက်ရှာရှာကွာမင်းဟာလေစာကလေးကိုဘာလို့စာကလေးလို့နာမည်ပေးရလဲဆိုပြီးစဉ်းစားနေရတယ်အတူတူပဲ ။ဟာကွာမင်းဘလို့ပြောပြောငါတီးပြေမရမကြီးဒီနေ့အိမ်တော့မဝင်ဘူးရဲ့။အေးမဝင်နဲ့နော်မင်းစဉ်းစားနေအိမ်ပြေမရမကြီးဆိုလေမင်းဒီတသက်လုံးအိမ်နဲ့မဝင်နဲ့တော့အိမ်ပြေမှာပဲနေ။ဖိုးတူလေးပြောပြီးတော့ဆက်ထွက်လာခဲ့တော်ရီ။လန်ဒန်နီယာရောက်မှာတော့ငဒူဘိုးတော်နဲ့တွေ့ကြပြန်လာ။ငဒူဘိုးတော်ကညီကမျက်မှန်ကြီးကိုဟန်ပါပါတက်လို့ရှောက်လာနေရော်ရီ။ဖိုးတူလေးစကားမပြောချင်တာ မမြင်ရအောင်ဆောင်ပြီးသွားလိုက်တာဖိုးတုံကဟဲ့ဖိုးတုံမင်းကကြောက်တရအောင်လို့မြင်တာဟုတ်လားနှုတ်ဆက်မသွားဘူးပေါ့ဟုတ်လားဩကိုကြီးဖိုးတော်လားမိကမျက်မှန်ရင်းနေဆိုတော့လူမသွားလို့ပါဗျမင်းကဘသူနဲ့မသွားလို့လဲဟိုမင်းသားရှံအောင်နဲ့မှားသွားလို့ပါဗျာဟင်ဟုတ်လားဒါကရံမျက်မှန်ကငါရှူတင်တကူကနေငှားလာဘလို့လဲငါနဲ့လိုက်ရလားလိုက်ပါလေဗျာသွားလိုက်အောင်မယ်နော်နေပါအောင်ကမင်းရလေး ။ဘာလို့အဲ့လောက်တောင်လုံးနေရလဲကွ။ဘာပြောမလို့လေဗျကိုကြီးဖို့တော့ငါဟိုဘက်ရွာအောင်သွားမလို့အပေါ်မရှိလို့လိုက်ခဲ့ပြီးစမှာကွာ။ဟမ်ဟိုဘက်ရွာအောင်ဘာသွားလို့မလို့လေ။ဟိုဘက်ရွာမှာမြို့ဝမင်းသားမင်းသမီးတွေရိုက်ကူးရေးလာလုပ်နေရတယ်ကွ။အဲ့ဒါသွားကြည့်မလို့။ရိုက်ကူးရေးလုပ်နေတယ်ဟုတ်လား။ရုပ်ရှင်လိုက်ရတောင်ပြောတာလားဗျ။အေးဟုတ်တယ်။အဲ့ဒါသွားကြည့်မလို့။မင်းလိုက်ခဲ့မလားလို့ခေါ်တာ။ဟာဟိုရုပ်ရှင်အိုက်တာဆိုရင်တော့လိုက်ခဲ့တာမို့ဗျာ။ အပြင်မှာမြင်မှုကျင်နေရဗျ။ဟမ်အေးအဲ့ဒါဆိုလဲလာသွားကြမယ်။ဒါနဲ့ဖိုးထုလဲဖိုးထုနေတူဟိုဘက်ရှောင်းထွက်လာခဲ့လိုက်ကြ။တလူနဲ့သူတို့တွေဟိုဘက်ရွာမှာရုပ်ရှင်ကြည့်ပြီးတော့ပြန်လာခဲ့ကြတယ်။ဖိုးထုဟာဝင်းမုံရွှေလေးလှလိုက်တာနော်။ကိုွေးဖို့တော့အပြင်မှာလေအသားပိုးပွေးသလားလို့အေးကွာဟုတ်ပါနေတို့ကလည်းခန့်ကြော်ကြီးကွာအပြင်မှာပိုးချောတယ်နော်။သူတို့ဘာကားလာရဲတာလဲမသိဘူးနော်။ မင်းသားမင်းသမီးတွေကိုအများကြီးပဲအေးကွာကြည့်ရတာတော့ယုံနေကားဖြစ်မယ်ထင်တယ်မနဲ့ပြန်ရောရှိတော်လားကိုကြီးဖို့တော့ရှိရင်ကျွန်တော်ခေါ်ပါအောင်ဗျာကြည့်ကြင်လို့ဗျအေးပါစိတ်ချရှိရင်တော့ငါမင်းကိုလားခေါ်မယ်ဒီလိုပြောပြီးတော့လာနေရင်တနင်္လာရောက်မှာဓမြနှစ်ယောက်ကသူ့ကိုဓမြတိုက်တော်တာဓမြဘို့လို့ထင်ရတဲ့လူကဟေးအော်မေမကြမ်းနဲ့နော် ရုပ်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 မလုပ်နဲ့ ိုးထူလဲရုတ်တရက်ဆိုတော့လန့်သွားတယ်။ဟာကိုေးဖို့တော့တကူလုံးပအောင်ဗျ။ဖျောင်းဘာမှမကြောက်နဲ့။ဒါရုပ်ရှင်ရိုက်နေရကွာ။ရိုက်ကွေးရဓမြတွေ။ဟာဟုတ်ရလားဗျကိုေးဖို့တော့လေ။ဟာဟုတ်ပါတယ်ဆိုဖို့ထူရ။ကျုပ်နဲ့ကခက်ရဘူးပါတယ်ဗျ။ကျုပ်ကတကယ်တမီဝင်ခဲ့လိုက်တာ။နောက်ကနေကင်မရာကင်ထားရတော့ထွက်လာရောဗျ။ဟိုးဒါဆိုလေတော်သေးရမို့ဗျ။ဖို့ထူကဓမြတွေကိုကျွန်တော်တို့က မင်းသားမင်းသမီးတွေမှုတ်ပေါင်ဗျအဒီရလူကလည်းမင်းသားရှာမှုတ်ဘူးဗျအဒီရတိုင်းရန်အောင်မျက်မှန်ကိုတက်ထားတာကြီးဓမြတွေလည်းဖိုတူနဲ့ဖိုးထုံကိုကြည့်ပြီးတော့ကြောင်သွားကြတော့လားဓမြတယောက်ကအစီဒီနေ့ကောင်ယူနေရခြင်းနေအေးဟုတ်လားတွေတိုက်လေဘလောက်မှရမှာမဟုတ်အချိန်ကုန်နေလာသွားကြမယ်ဒါနဲ့ဓမြရင်လည်းထွက်သွားကြတော့လားအဲ့ဒီတော့ဖိုးထုံကငါမပြောဘူးလားရိုက်ခွေရပါဆိုအခုတော့ထွက်သွားပြီ။ အေးပြန်ဟုတ်တယ်ကိုကြီးဖိုးတော်လည်းအဲ့ဒီရံအောင်မျက်မှန်ကြီးချွတ်သားလိုက်ပါဗျာနေလဲပူတော့တာမဟုတ်ဘူးတော်ကြမင်းသားချင်ပြီးတော့နောက်တစ်ခေါက်လာလို့နေအောင်အေးပါကွာအေးပါချွတ်သားလိုက်မယ်လေနင်တို့ကအဖွဲတောင်းလို့ပါလားဘဲသွားမလို့လေအဲ့ဒါဘဲမှာမဟုတ်ဘူး ငါတို့နေကိုလိုက်ရှာနေရ။ဟမ်။ငါလိုက်ရှာနေရ။ဘာလို့မလုပ်လဲ။ဒါနဲ့ဟိုကောင်တော်ဘောကရောအပြေးရသွားမလား။မရပါဘူးကွာ။လာခေါ်လို့လိုက်လာရတာကွာ။ဘယ်ရမလဲ။အပြေးမရှိတာကြီးကိုထိုင်စင်းသားနေတာ။ဟိုတော်ဘောကဘာကိုစဉ်းစားနေရလဲ။ဒီထဲမှာကျုပ်ကအကြီးဆုံးဆိုတော့ကျုပ်တင်တိမာဘောဗျ။တော်ဘောကပြောမယ်လို့မှမိဝိုင်းကဝင်ပြီးတော့ငါတို့ထမ်းမြေသွားတူကြမလို့အဲ့ဒါဖို့တူနေလိုက်မလားလို့လာခေါ်တာ။ ချမ်းမြေလီပေါ်နေမလားဟာအေးပေါ်ပေါ်နေပြီပေါ့အဲ့ဒါသွားတွေ့ပြီးတော့အဖွားရှင်ရဲ့အိမ်မှာမိဖို့စားကြမလို့လေကောင်းတာပဲလိုက်ခဲ့မယ်လေမင်းတို့ကကြောက်ကြမခေါ်ပဲဖို့တူကိုပဲကွက်ခေါ်ရဲပေါ့ဟုတ်လားကိုကြီးဖို့တော့အားရလားမသိလို့ပါအားရင်လိုက်ခဲ့လေမြေကြီးကိုကွဲရမှာဆိုတော့မိဝိုင်းတို့အားလုံးနဲ့ရမှာမဟုတ်ဘူးရင်อืมဟုတ်တာပေါ့ကြောက်အားပါတယ်ဗျကြောက်ကထမ်းမြေကြိုက်တယ်လိုက်ခဲ့မယ်နော် ဒလိုနဲ့ထမ်းမြေတူတဲ့နေရာရောက်တော့ငပိန်ကအဖွားရှိပြောတဲ့နေရာဒီနေရာပဲကွာဒီနေရာကိုတွေ့အောင်ခေါ်ပြားနဲ့ထမ်းမြေရှိရဲ့မြေကြီးကိုကောကောပြီးတဲရီကိုအရင်ထုတ်ကြတော့လားတုပ်ပေါ်ကအမလီအောက်မှာထမ်းမြေရှိမရှိတော့မသိဘူးလက်တွေကတော့တော်တော်ကိုနားနေပြီရပြီရပြီကလေးတွေဒီမှာတွေ့ပြီကွာဟုတ်လားတွေ့ပြီလားဗျဖိုးထူးတို့လည်း အာကျုံမှန်တန်းနဲ့ဆက်ပြီးတော့ကြောကြတယ်။နောက်ဆုံးမှာတော့အပြိုလိုက်တွေဖြစ်နေတဲ့ထမ်းမြစ်တွေကိုအစွလိုက်တွေ့လိုက်ရတော့လား။တော်ဘောကခုဟိခုခုအဲ့ဒီအချိန်မှာတော့တော်ဘောတယောက်ကထမ်းမြစ်နဲ့တူပါလာတဲ့ထမ်းစီတွေကိုကွာပြီးစားနေရောလား။ငပိန်ကမြင်တော့ဟဲ့တော်ဘောမင်းကိုထမ်းမြစ်ထုတ်ခိုင်းမှုခေါ်လာနော်။ထမ်းစီစားဖို့မဟုတ်ဘူး။ခုပြီးမှတော့တော်တော်များများရပြီဆိုတော့မိဝိုင်းက ဒါလို့ဆိုရင်တော့ရလာပြီတင်းနေငါတို့ရဲ့နဲ့အဖွားရှိပဲစားမှာဆိုတော့နောက်ရက်လေအဖွားရှိဖုတ်ပြီးစားခြင်းစားလို့ရရင်လေပြုတ်စားစားဘလို့စားစားဖို့ဒါမင်းအဖွားရှိတယောက်စားအတွက်ကိုများနေပြီကိုကြီးဖို့တော့ပြန်ကြရအောင်ဆက်မတူးနဲ့တော့ဒါနဲ့ပိုးထူးတို့လည်းမိဝိုင်းစကားအတိုင်းတယောက်တပုံစီတယ်လို့ရွာလေးကိုဝင်လာကြတော့လားရွာလေးကိုရောက်မှတော့ဖိုးတော်ဟာဟာအဲ့ဒါမှဒုက္ခပဲ ုပ်လိုက်လို့မရတော့ဘူးဗျ။ဘာဖြစ်လို့လဲဗျကိုကြီးဖို့တော်ရဲ့။ဟိုကျုပ်ရဲ့ရံအောင်မြင့်မန်းခုနကတူတော့ကျုပ်သိမ်းထားလိုက်တာခုမရှိတော့ဘူး။ကျင်းနဲ့ကိုကြားခဲ့ပြီတင်နေ။ကျုပ်တော့ပြန်ရှာလိုက်အောင်မေ။ဟာအဲ့ဒါမှဒုက္ခပဲ။ဟိုကျွန်တော်မှလိုက်ကူရှာပြီမယ်လေကိုကြီးဖို့တော်။အေးဟိုဒါဆိုရင်မြန်မြန်ရှာရအောင်။ဟိုကျုပ်အဲ့ဒီမျက်မှန်ကရုပ်ရှင်ဝင်ကကိုတင်မောက်စီကနေငှားလာတာ။ပြောင်ဝင်ကျုပ်ကိုအယောတောင်းနေလိမ့်မာမြန်မြန်သွားရှာရအောင်။အဲ့ဒါဆိုရင်ကိုကြီးတို့သွားကြလိ။ကျွန်တော်တို့မိဖို့ထားပြီးစောင့်နေမယ်။ မြမြန်တော့လာခဲ့ကြနော်အေးအဲ့လိုလောက်တာလဲလာခွေးဖို့တော့တွားရအောင်ဘိုးသူနဲ့ဘိုးတော်လေးထမ်းမြစ်တွေကိုငပိန်တို့ကိုပေးပြီးတော့ထမ်းမြစ်တူးတဲ့ဘက်ကိုပြန်ထွက်သွားကြတယ်မိဝိုင်းတို့လေအဘွားရှူရဲ့အိမ်ကိုရောက်လာကြတော့လားအဘွားရှူကလေးယောက်တည်းအားတယောက်ကိုမမြင်တော့ဟဲ့ဖိုးတူမပါဘူးလားကွ။ပါရဲဘွားရှူရဲ့ဒီနားရမှလေကိုကြီးဖိုးတော်ကသူ့မျက်မှောက်ပြောက်လို့ဆိုပြီး သွားကူရှာပေးနေရ။ဟာ။အဖွားရွှေကမွေးမွေးထားပြီးသားပါလားဗျ။ဟုတ်တယ်။အဖွားလည်းညနေဆောင်တော့အေးလာနဲ့မွေးမွေးထားလိုက်တာ။ဒါနဲ့မိဝိုင်းတို့လည်းမိဖို့ထားတဲ့တိတ်ကိုထမ်းမြစ်တွေထည့်လိုက်ကြတာ။ဖိုးတို့ကလည်းကြားလိုက်တာကွာ။အခုတည်းကိုမလာသေးဘူး။သူတို့ပြောနေရင်ခဏနေတော့ဖိုးတို့တယောက်တည်းပြေးရောက်လာတာ။မိဝိုင်းကဖိုးတို့ကိုမမြင်တော့ဟဲ့၊ကိုေးဖိုးတို့ခိုးပေးရအောင်ထွက်သွားတယ်။မျက်မှန်ပြန်ပေးရမှာဆိုပြီးတော့ ဟမ်အော်အေးဒါဆိုသူ့အတွက်နေငါကြလောက်အပြန်ကျယူသွားကြတာပေါ့အေးလေအဲ့လိုပဲလုပ်ကြတာပေါ့ဒါနဲ့ဖိုးတူတို့လေတမ်းမြေပုတ်ထားတာတွေကိုစကားတပပြောနေရင်းနှီးချမ်းလေးတောင်းလို့စားကြတော့လားဖိုးတူတို့လေအဖွားရှိအင်ကပြန်ကိုကြီးဖိုးတော်တို့အင်ကိုဝင်လိုက်ကြတာဖိုးတူကကိုကြီးဖိုးတော်ရေကိုကြီးဖိုးတော်ဟောဖိုးတူမင်းတို့ကမှပြန်လာကြလားဟုတ်တယ်ဗျ ။ဒီမှာပွေးဖို့တော်အတွက်လေထမ်းမြေဖုတ်ထားပြီးသားလေးယူလာပေးတယ်ဗျ။အော်အေးကျုပ်ကမစားရတော့လို့အောင်ထင်းနေတာ။ဒီလိုတော့ဘယ်ဖြစ်ခံမလဲဗျ။အန်ဒီလုံးတင်နေတူစားလိုက်ကြနော်။အေးအေးစားလိုက်မယ်။အမေကထမ်းမြေဖုတ်ဆိုအရန်ကြိုက်။ဒါနဲ့မနဲ့ပြန်ရော။ရိုက်ကူးရေးရှိသေးလားဗျ။အေးရှိတယ်။မင်းလိုက်မယ်မလား။အင်းလိုက်ခဲ့မယ်လေဗျ။ခုတော့အိမ်ပြန်ပြီးတော့နားလည်အောင်မေးဗျဖိုးထော်လေအိမ်ထဲကိုပြန်ဝင်သွားတော့ရီဖိုးထူးတို့လည်းသူ့အိမ်ကိုသူ ပြန်လာခဲလိုက်တော့တာ